တကီတာမြို့တွင်မှရွှေဆိုင်ပန်ရှင်မြို့သူမိကိုလူတစုကဖမ်းဆီးခေါ်ဆောင်တော်မူမက်လာဆက်ရှင်နေမနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်းသက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ထံကနေသိရပါဗျ။တကီတာမြို့နယ်နှင်းမြောက်ရပ်ကွက်ထူပယုံ22လမ်းအနောက်မှနေထိုင်တဲ့ရွှေဆိုင်ပန်ရှင်မြို့သူမိကိုလူလေးဦးကအာရာဖတ်အမျိုးသားမော်တော်ယာဉ်နဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ဒေါ်စနာလင်းခေါ်မိထုတ်ဆိုတဲ့အဆိုပါမြို့သူမိဟာမန်အောင်ဇာတိဖြစ်ပြီးတကီတာမြို့နယ် အမတ်၁ဈေးမှာလင်းလက်ရွှေစင်အမည်ရှိတဲ့ရွှေစံကိုဖွင့်လှစ်ထားတာခုနှစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်းအဆိုပါအမျိုးသမီးနဲ့နှီးဆက်သူတူကပြောကြားပါဗျ။အဲ့ဒီအမျိုးသမီးဟာရွှေစံဖွင့်မှုအတွက်ဈေးကိုအတော်မနက်၈:၄၅မိနစ်ခန့်မှာ အင်းကနေထွက်လာစဉ်လမ်းထိပ်အရောက်မှာဖန်စီခေါ်ဆောင်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ဘောင်းကျင်ကပြောတော့ကောင်မလီကအော်ဟစ်အကူကြီးတောင်းနေလို့သိရတယ်။အခုတော့တက်ဆိုင်ရာအဖွဲ့တွေကဆက်လက်စုံစမ်းနေတယ်။ရွှေဘလောက်ပါသွားတယ်ဆိုတာလည်းတိကျမသိရသေးဘူးလို့တက်ဂီတာမြူနယ်လုံခြုံရေးတဖွဲ့နဲ့နေဆက်သူတအူကပြောကြားပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးတက်ဆိုင်ရာကဆက်လက်စစ်ဆေးလျက်ရှိပြီးရွှေတွေမြင်များပါသွားတယ်ဆိုတာကိုဆက်လက်စုံစမ်းနေစေဖြစ်ကြောင်းတက်ဆိုင်ရာရဲတပ်ဖွဲ့ထံကလည်းသိရပါတယ်။